ငြိမ့်နေတဲ့သဘောကိုတမာတိလို့ခေါ်တာတည်ငြိမ့်တဲ့သဘောလေးကိုတမာတိလို့ခေါ်တာငြိမ့်နိုင်ကောင်းတာမဟုတ်တရားထိုင်လို့ငြိမ့်နေတဲ့လူတစ်ယောက်ကကုသိုလ်လေးနဲ့ငြိမ့်နေပေမဲ့အိုးဖဲရိုက်တဲ့ဖဲသမားလည်းငြိမ့်နေတာပဲဖဲသမားလည်းငြိမ့်နေတာပဲဒါပေမဲ့ဖဲသမားငြိမ့်တဲ့အငြိမ့်ကြတော့ကုသိုလ်နဲ့ငြိမ့်တာမဟုတ်လောဘနဲ့ငြိမ့်ဘာလေးတက်လာမလဲကိုလိုချင်တဲ့မရရင်ဒေါသနဲ့ငြိမ့်နိုင်တမာတိမဟုတ်ငားများတဲ့သူတစ်ယောက်ကငြိမ့်နေတာပဲ ူဟာနဲ့သူငြိမ့်ညာဒါပေမဲ့အာဟုတုနဲ့ငြိမ့်ညာကုတုနဲ့မငြိမ့်ဘူးငြိမ့်နိုင်ငြိမ့်နိုင်ကုတုရတာမဟုတ်တည်ငြိမ့်နိုင်အမာဒီတိုင်းကုတုတမာဒီမဟုတ်အာဟုတုမှာရှင်တဲ့တမာဒီလည်းရှိတဲ့အတွက်မှန်ကန်တဲ့တည်ငြိမ်မှုတည်ငြိမ်မှုဖြစ်ဖို့ဆိုအသိဉာဏ်လေးရပါမရတည်ဉာဏ်လေးပါအဲကြောင့်မလို့သူများကိုကြည်ပြီးတော့ကိုယ့်ဘဝကိုအားမလို့အားမရမဖြစ်ပါနဲ့ကံကိုလိုက်ပြီးတော့မပြိုင်ပါနဲ့ကံကိုပြုတ်ပြင်းနေအောင်ကြိုးစားကံကိုပြင်းနေဆိုတော့ကိုယ့်အလုပ်ကိုပြင်းတာပဲ ကိုအလုတ်ကိုပြင်လူတိုင်းလူတိုင်းဟာဒီဘဝမှာပဲအောင်မြင်မှုရနိုင်တာဘုရားကဒီဘဝမှာအောင်မြင်မှုရဖို့ခန္ဓာကပြောခဲ့တဲ့အောင်မြင်ခြင်းအကြောင်းတရား၄ပါးမြင်ရတဲ့ဆန္ဒရှိရတယ်ကြိုးစားအားထုတ်တဲ့ဝိရိယရှိရမယ်တည်တည်ငြိမ်ငြိမ်ခိုင်မာတဲ့စိတ်ဓာတ်ရှိရတယ်အကြောင်းအကျိုးအကောင်းဆိုဆင်ခြင်တတ်တဲ့အသိဉာဏ်လေးရှိရတယ်ဒီအချက်၄ချက်ကိုအောင်မြင်ခြင်းအကြောင်းတရား၄ပါးလို့ပြောတယ်ဒီအချက်၄ချက်တာရှိနေလို့ရှင်ကိုယ်ကံကိုပြင်ပေးတာပဲပြစ္ဆုတ်ဘဝလူဘဝကိုရလာတာ ဘာမှကိုကိုဘဝကိုမကြင်မနှက်ဖြစ်เสียအကြောင်းမရှိတော့ဘာမှကိုကိုဘဝကိုအလိုမကျဖြစ်เสียအကြောင်းမရှိတော့ပြစ္ဆုတ်ပံတဲ့တဲ့မှာလူတိုင်းလူတိုင်းကဟိုဝိရိယရဲ့အကျိုးစန္ဒရဲ့အကျိုးတမာတိရဲ့အကျိုးတည်ကြည်မှုရဲ့အကျိုးအသိဉာဏ်ရဲ့အကျိုးကိုဒီဘဝမှာခံစားနိုင်ပါတယ်ကံတရားကိုခဏထားသူတို့ကံကောင်းရင်ကောင်းပါပဲဒါအတိတ်ကအကြောင်းတရားကြောင့်ကိုတွေကပြစ္ဆုတ်ပံမှာကံနေဆိုးပေမဲ့အတိတ်က အကုသို့အကြောင်းတရားတွေပါလာလို့အတိတ်ကမကောင်းတဲ့အကြောင်းတရားတွေပါလာလို့ပြစ္ဆုတ်ပွန်မှာလုံးသမျှအရာမထင်ပေမဲ့ပြစ္ဆုတ်ပွန်တဲ့တဲ့မှာအောင်မြင်ခြင်းလို့ရှင်တော့ဘုရားကအောင်မြင်ခြင်းအကြောင်းတရား၄ပါးကိုဟောထားပြီးသားဖြစ်တဲ့အတွက်ကိုယ်တွေကဒီအောင်မြင်အကြောင်းတရား၄ပါးလက်ကင်ထားနိုင်မယ်ဆိုရင်ကိုယ်ကံကိုပြင်ပြီးသားရကိုယ်ကံကိုပြင်ထားရင် သူများနဲ့ကံပြိုင်စရာအကြောင်းမရှိဘူးခြေနဲ့အောင်လက်ခံနိုင်တဲ့စွမ်းအားရှိရတယ်ဆိုရကဘလို့အနေထားမျိုးပါပဲဖြစ်ဖြစ်သူ့ကိုကြည့်ပြီးတော့ကိုယ့်ဘဝကိုအားမရမဖြစ်ပါနဲ့ သူ့ကိုကြည့်ပြီးတော့ကိုယ့်ဘဝကိုမကြည်မနဲ့ဘယ်တော့မှမဖြစ်ပါနဲ့သူသုံးသလိုမသုံးနိုင်လို့အတွက်ကိုယ့်ဘဝကိုဘယ်တော့မှအားမငယ်ပါနဲ့ဘဝမှာဘလို့အခြေအနေမျိုးပဲလာလာအဲ့ဒီအခြေအနေတရက်ကိုလက်ခံနိုင်ရင်ဆိုင်နိုင်တဲ့စွမ်းအားဟာကျင့်နေစေတဲ့အကြောင်းတရားပဲလူတွေမှာရင်မဆိုင်နိုင်လို့မကျင့်တတ်တာလက်မခံနိုင်လို့မကျင့်မနဲ့ဖြစ်တာ အခြေအနေအရက်တစ်ခုမှာအကြောင်းတရားကြောင့်အကျိုးတရားဖြစ်လာရင်အဲ့ဒီအကျိုးတရားကိုလက်ခံနိုင်တဲ့စွမ်းအားရှိမကျေနပ်စရာအကြောင်းမရှိတော့မကျေနပ်စရာအကြောင်းကိုလှုပ်တဲ့အကြောင်းတရားကိုရဲ့အကျိုးတရားပဲတခါတခါကျတော့ကိုလှုပ်တဲ့ရသည်မအကျိုးတရားကကိုမျောလင်းလောက်မမျောလင်းတလောက်ရမလာဘူးဆိုရင်လူတွေကမကျေနပ်တော့ငါစူးစမ်းရတာနဲ့ငါဒီလောက်လုပ်ရတာနဲ့ဒီလောက်ပဲရတယ်ဆိုတဲ့သဘောနဲ့သူတယောက်ခြားသူတယောက်နဲ့တွားပြီးချိန်ထိုးတာ ဒါပေမဲ့တခြားသူတယောက်ရဲ့အကြောင်းတရားကိုကပြပြဝါမသိဘူးကိုကပြပြဝါမသိတခါကကြတော့အိုးစာချက်ထားပဲမြင်တာစာချက်ထားပဲမြင်တာသူလည်းဒီစာပဲချက်တာငါလည်းဒီစာပဲချက်သူလည်းဒီစာပဲရတာငါလည်းဒီစာပဲရတာပဲဒါပေမဲ့အောင်စင်းထွက်လာသူကငါထက်အမှတ်တွေပိုရနေတယ်ငါထက်ပိုသားနေတယ်အဲ့မှာကိုကဒုထခြင်းအတူတူကိုကိုအပေါ်ကိုမကျင်တော့သူ့ဘောအားရကြတယ်တကယ်တမ်းကျသူ့ဟာသူ့အကြောင်းတရားရှိတယ် ူကအတူတူကြက်ထားခြင်းအတူတူဘာဖြစ်လို့ तू ကအမှတ်ပုံများတာလဲအေးအကြောင်းတရားကဖြေပုံဖြေနည်းတွေကွာသွားလို့ကိုမှအဲ့ဒါအားနေတဲ့အတွက်ကြောင့်ကိုကသူ့လောက်မရဘူးဆိုလို့ဒီလိုလက်ခံနိုင်စွမ်းအားရှိသွားပြီဆိုရင်သူ့အပေါ်မှာလည်းဘာမှဖြစ်စရာအကြောင်းမရှိဘူးကိုအခြေအနေပေါ်မှာလည်းကိုလက်ခံနိုင်စွမ်းရှိသွားတယ်မကြင်မနဲ့ဖြစ်စရာအကြောင်းမရှိတော့ဘူး